မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့နေ့လေးကသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာကိပါနိုင်ငံတွေကိုတွတ်သွားတဲ့လူတွေများပြားနေတဲ့အပြင်တည်ဆုံးတဲ့လူတွေပါများပြားနေရုံနဲ့မကမွေးဖွားနှုန်းမှာကျဆင်းနေတာကြောင့်မြန်မာနိုင်ငံရဲ့လူဦးရေကျဆင်းမှုဟာ50တန်းကျော်သာရှိတော့တယ်ဆိုပြီးအကြမ်းဖက်စစ်ကောင်ဆောင်မိတ်အွန်လိုင်းကပြောဆိုလိုက်ပြန်ပါတယ် ချပ်ပစကောက်စီရဲ့မုံရနံပါတ်တိုင်းစစ်ဌာနချုပ်ကိုတော်လည်ရေးပူပေါင်းတက်တွေက short တိုက်တုံး၄လုံးအပြင် rocket အလုံး30နဲ့ပြစ်ကတ်တိုက်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့တိုင်းစစ်ဦးစီးချုပ်ရဲ့ PSO ဗိုလ်ကြီးကောက်ခန့်ဆောင်အပါအဝင်စစ်သား15ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးအဲ့ဒီစစ်သားတွေရဲ့မသားလောင်းတွေကိုနမခစစ်သင်းညိုင်းနဲ့အလုံးတက်မြို့တရဏဂုံသင်းညိုင်းဂုံတွေမှာမသားချတဲ့ဂျိုးလိုက်ကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးခြင်းတရင်ကတော့မြန်မာနိုင်ငံမှာပြည်ပနိုင်ငံတွေကိုထွက်သားတဲ့သူတွေများပြားနေတဲ့အပြင်ဒေသုံးတဲ့သူတွေပါများနေုံနဲ့မကမွေးဖွားနှုန်းမှာကျဆင်းနေတာကြောင့်မြန်မာနိုင်ငံရဲ့လူဦးရေကျဆင်းမှုဟာ50တန်းကျော်သာရှိတော့တယ်ဆိုပြီးအကြံဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုလိုက်ပြန်ပါတယ်။ဒါကြောင့်ယမန်နေ့ကနေပြည်တော်မှာပြုတ်လုတဲ့စစ်ကောင်စီအစည်းအဝေးမှာအကြံဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောသွားပြန်တာပါ။အဲ့ဒီမှာအကြံဖက်စစ်ကောင်စီဟာသူတို့အနေနဲ့ရွေးကောက်ပွဲကျင်းပဖို့လူဦးရေနဲ့သံကောင်းစင်းကောက်ယူခဲ့တဲ့အကြောင်းတွေ အဲ့လိုကောက်ယူတဲ့အချိန်မှာပြည်ပနိုင်ငံတွေကိုထွက်သွားတဲ့သူတွေများပြားနေတဲ့အပြင်တိတ်ဆုံးတဲ့သူတွေပါများနေုံနဲ့မကမွေးဖွားနှုံးမှာကြာဆင်းနေတာကြောင့်မြန်မာနိုင်ငံရဲ့လူရေကြာဆင်းမှုဟာ50တန်းကျော်သာရှိတော့တယ်ဆိုပြီးအကြံဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောသွားပြန်တဲ့အပြင်လက်ရှိပြည်တွင်းလုံသားတွေလည်းရှားပါလာနေတာတွေနဲ့လူဦးရေကြာဆင်းမှုတွေကြောင့်သူတို့ရွေးကောက်ပွဲကျင်းပရမှာလေအတိုင်းတာတစ်ခုအနေနဲ့တက်ရောက်မှုတွေရှိလာနိုင်တယ်ဆိုပြီးတော့ပါပြောသွားပြန်ပါသေးတယ်တစ်ဖက်မှာတော့ လက်ရှိမြန်မာနိုင်ငံမှာဆက်အနာသိမ်းပြီးတဲ့နောက်ပိုင်းစစ်တကပြည်သူတွေကိုအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်ပြီးနှိမ်နှင်းမှုတွေလုပ်ခဲ့ရကနေလူငယ်တွေဟာဆန္ဒရှင်ကိုပြန်လဲတိုက်ခိုက်ဖို့လက်နက်ကိုင်းလမ်းစဉ်ကိုရွေးချယ်သွားရပြီးတိုင်းရင်းသားနေမျိုးတွေကိုတွားရောက်ခဲ့ရတာတွေနဲ့ဆန္ဒရှင်လက်အောက်မှာမနေခြင်းနဲ့ပြည်သူတွေဟာလည်းအိမ်နီးချင်းနိုင်ငံတွေကိုထွက်ခွာသွားခဲ့ကြရတယ်လို့လူခွေအဖွဲ့တွေအစိုးရခန်းစာမှာဖော်ပြထားကြပါတယ်။ဒါအပြင် ပြီးခဲ့တဲ့2024ခုနှစ်မှာပဲအကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုအသက်သွင်းလိုက်တဲ့အချိန်ကစပြီး လူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအဖြစ်အတင်းအကျပ်ခေါ်ယူခဲ့ရမှာလေအသက်18နှစ်ကနေ35နှစ်အတွင်းလူငယ်တွေဟာပြည်ပနိုင်ငံတွေကိုနီလန်ပေါင်းစုံနဲ့ထွက်ခွာသွားကြတာတွေဟာအလုံးရင်းနဲ့ကိုရှိလာနေုံနဲ့မကအခုနောက်ပိုင်းစစ်မှုထမ်းတပ်သားတွေမရလို့ဆိုပြီးစစ်ကောင်စီဟာလူငယ်တွေကိုနေရာပေါင်းစုံမှာပေါ်တာဆွဲဖမ်းဆီးတာတွေအရှိန်မြင့်လှုပ်လာတဲ့အတွက်ကြောင့်လေအခုအချိန်ထိလူငယ်တွေဟာပြည်ပနိုင်ငံအသီးသီးကိုထွက်ခွာသွားကြတာတွေရှိနေတဲ့အချိန်အကြံဖတ်စေကောင်းဆောင်မဲအောင်လိုင်းက မြန်မာနိုင်ငံမှာပြည်ပနိုင်ငံတွေကိုထွက်သွားတဲ့သူတွေများပြားနေတဲ့အပြင်တိတ်ဆုံးတဲ့သူတွေပါများနေုံနဲ့မကမွေးဖွားနှုတ်မှကြာဆင်းနေတာကြောင့်လူရဲ့ကြာဆင်းမှုဟာ50တန်းကျော်သာရှိတော့တယ်ဆိုပြီးပြောလာပြန်လာပဲဖြစ်ပါတယ်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းတိုင်းကအချက်ဖက်စကောင်းစီရဲ့မုံရနမခတိုက်စစ်ဌာနချုပ်ကိုတော်လည်ရေးပူပေါင်းတပ်တွေက short တိုက်တုံးလေးလုံးအပြင် rocket အလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအနေနဲ့ တိုင်းစစ်ဦးစီးချုပ်ရဲ့ PSO ဘူကြီးကောင်းခန့်စော်အပါဝင်စစ်သား15ဦးကတော့အသီးသီးတိတ်ကုန်ကြပြီအဲ့ဒီစစ်သားတွေရဲ့မပါလောင်းတွေကိုနမခစစ်တင်းညိုက်နဲ့အလုံးတက်မြို့တရဏဂုံတင်းညိုက်ဂုံတွေမှာမပါချတကြိုလိုက်ကြတယ်လို့ CRB တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်အဲ့ဒီအချက်ပစစ်ကောင်စီရဲ့မုံရနမခတိုက်စစ်ဌာနချုပ်ကိုဇန်နဝါရီ14ရက်နေ့ကပဲတော်လိုင်းရေးပူပေါင်းတပ်တွေက short တိုက်တုံး၄လုံးအပြင် rocket အလုံး30နဲ့ပစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်ပါတယ် အဲ့ဒီလိုပြစ်ခတ်မှုရဲ့နောက်ဆက်တွဲသိရှိထားချက်အရာစစ်ကောင်စီရဲ့နမခတိုင်းယုံကြီးတိုင်းမှုမျိုးမင်းထွေးအရာဝဲအရာရှိကြီးနေအိမ်ခုနှစ်လုံးတန်းဝဲငွေစင်းယုံအနီးစည်ရေးပြကွင်းဇေယသီရိခမ်းမအနီးရိတ်ခါဖြန့်ဝေဌာနအနီးရဟယင်ကွင်းတစ်ခဲယံသူလောင်ယုံအနီးပါဝင်တိုင်းစစ်ဌာနချုပ်တဲကနေရတော်တော်များများမှာကြောက်ရွံ့ပောက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုပောက်ကွဲမှုတွေအတွင်းမှာပဲ စစ်ကောင်စီဘက်ကတိုင်းစစ်ဦးစီးချုပ်ရဲ့ PSO ဗိုလ်ကြီးကောက်ခန့်စော်အပါအဝင်စစ်သား15ဦးကတော့အတိအသေးတိတ်ကုန်ကြတဲ့အကြောင်းကိုပါတီထားရသလိုအဲ့ဒီစစ်သားတွေရဲ့မသားအလောင်းတွေကိုလည်းနမခစစ်တင်းကြီးနဲ့အလုံးတက်မြို့တရဏကုန်းတင်းကြီးဂုံးတွေမှာမတချတကြိုလိုက်ကြတဲ့အကြောင်းကိုပါတီထားရတယ်လို့ CRB တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာပေါ်မှာလေရခိုင်ပြည်နယ်အမ်းမြုံနယ်နဲ့မကွေးတိုင်းငပဲမြုံနယ်အဆက်မှာပိတ်မိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခလာရ15စစ်ကြောင်းကဗိုလ်မှူးကျော်စိုးနိုင်ဆိုသူ စနိုက်ပါမိပြီပွဲချင်းမိကိုသေသွားပြီလို့အဲ့ဒီခက်လိုက်ရ55စစ်တဲ့တည်ရင်မြစ်ကရင်ုံခစ်တဲ့ကိုပြောပါတယ်အဲ့ဒီရခိုင်ပြည်နယ်အမ်းမြုံနယ်နဲ့မကွေးတိုင်းငဖဲမြို့နယ်အဆက်ကတော်တဲ့မှာဂျက်ဖက်စကောင်စီရဲ့ခက်လိုက်ရ55တရင်ကဘုံမှုကြော့ဆိုးနိုင်ဥဆောင်တဲ့စစ်ကြောင်းဟာလနဲ့ချီပိတ်မိနေတဲ့အချိန်မှာပဲဇန်နဝါရီလ16ရက်နေ့မှာတော့အဲ့ဒီဘုံမှုကြော့ဆိုးနိုင်ဟာတော်လိုင်းရေးတပ်တွေရဲ့စနိုက်ပါမိပြီပွဲချင်းမိကိုသေသွားပြီဆိုပါတယ်အဲ့ဒီလိုဘုံမှုကြော့ဆိုးနိုင်ကိုယ်တိုင်စနိုက်ပါမိပြီသေသွားတဲ့အကြောင်းကို အဲ့ဒီစစ်ကြောင်းမှာပါတဲ့စစ်ကောင်စီတပ်သားတွေကဆက်တွေ့အတိပေးလာတာဖြစ်ပြီးဒါကိုစစ်ကောင်စီတပ်ကကြရင်သူမိသားစုကိုအတိပေးတာမျိုးရှိမရှိမသိရသေးသလိုအဲ့ဒီဗိုလ်မှူးချော်ဇိုးနိုင်ဆိုတဲ့သူဟာဘကိုးတိုင်းကြောက်ကြီးဇာတိဖြစ်သလိုရခိုင်ပြည်နယ်ကိုအပိုခံရပြီးအခုတော့သေးပြီလို့တတွင်းသတင်းအရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်ခင်ဗျတဖက်မှာတော့ရှင်ကုန်မြို့မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းအပတ်စဉ်ငါတင်တန်းစင်တတတဲ့အောင်မြင့်မြတ်ဆိုတဲ့သူဟာမရမကထွက်ပြေးလာပြီးတော်လန်ရေးတက်ရေးစီမှာအလင်းဝင်ရောက်လာသလို တဖက်ကမင်းတမျိုးခတ်လိုက်ရနှစ်ခွန်လေးစစ်တဲ့တရင်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီဘက်ကတက်ချက်အောင်ကြောမိုးဆိုတဲ့သူကိုတော့တော်လန်ရေးတက်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့သက်ဆိုင်ရာတော်လန်ရေးတက်တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ရန်ကုန်မြို့ကနေပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းအပတ်စဉ်၅တင်းနဲ့စင်းတက်သားတဲ့အောင်မြင့်မြတ်ဆိုသူကတော့မုံရွာမြို့မြို့တော်ခမ်းမမှာတာဝန်ကျနေတဲ့အချိန် ဇန်နဝါရီလ9ရက်နေ့ကပဲမရမကထွက်ပြေးလာပြီးတော်လန်ရေးတပ်တွေနဲ့ချိန်ဆက်လာတဲ့အတွက်မုံရွာခရိုင် PDF တရင်22ရဲဘော်တွေကတွားရောက်ကဲထုတ်ပေးနိုင်ခဲ့တယ်လို့မုံရွာခရိုင်တရင်22ရဲ့တရင်မှုကရန်ကုန်ခေတ္တကိုပြောပါတယ်တပတ်ကချင်းပြီနေမှာတော့မင်းတမျိုးခလရနှစ်ခွန်လေးစစ်တပ်တရင်ကနေထွက်ပြေးနေတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ကြအောင်ကြောမို့ဆိုသူကတော့ ဇန်နဝါရီလလလယ်မှာပဲတော်လိုင်းကြီးတက်တွေကအရှင်ဖန်းစီရမိထားတယ်လို့လေ PDF viewer 87ရော viewer စစ်ကြောင်းရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းမှာရှိတဲ့ဗဒောင်းမြို့နယ်မှာအချက်ဖက်စကောင်စီတက်ကမွေးရစေဝါရောင်းဝယ်ဖြန့်ဖြူးမှုနဲ့ဖန်းစီထားတယ်ပြည်ခရိုင်ဒုတိယရဲတပ်ဖွဲ့မှုရဲမှုမောင်မောင်မြင့်ဗဒောင်းမြို့နယ်ရဲမှုတန်းလွင်နဲ့ရဲအုပ်အောင်ကျော်စိုးဆိုသူတို့ကိုသူတို့လူအချင်းချင်းထောင်နှံတွေချမှတ်လိုက်ပြန်တယ်လို့ရဲတရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဇန်နဝါရီလ15ရက်နေ့ကပဲအချမ်းပစကောင်စီရဲ့နေပြီးတော့ရဲချုပ်ဦးစီးတဲ့ရဲအထုတရားရုံးကနေပြည်ခရိုင်ဒုရဲတပ်ဖွဲ့မှုရဲမှုမပေါင်းမြင့်ကိုထောင်ဒဏ်10နှစ်ဗထောင်းမြို့နယ်မှုရဲမှုဒဏ်ရင်းကိုထောင်ဒဏ်9နှစ်နဲ့ရဲအုပ်အောင်ကျော်စိုးဆိုတဲ့သူကိုထောင်ဒဏ်6နှစ်အထိသူတို့လူအချင်းချင်းပြန်ပြီးတော့ချမှတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းထောင်ဒဏ်တွေအသီးသီးချမှတ်ခံရတဲ့ရဲရရှိ3ဦးကိုအချမ်းပစကောင်စီတပ်က မူရစေဝါရောင်းဝယ်ဖောက်ကားမှုပုံမှန်တွေနဲ့ဖမ်းဆီးအရေးယူလိုက်ပေမဲ့လက်တွေ့မြေပြင်မှာသူတို့စစ်တပ်အရာရှိအကြီးပိုင်းတွေနဲ့ပေါင်းပြီးမူရစေဝါရောင်းဝယ်ဖောက်ကားမှုအကြီးအကျယ်လုပ်နေကြတဲ့မူရဂိုင်းတွေကတော့စစ်တပ်ကဖမ်းဆီးတာမျိုးမရှိဘူးလို့လဲရဲတပ်အရင်မြင့်ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ